တရားနာတယ်ဆိုတာတရားစကားကို နာယူတာနားထောင်တာပေါ့နော်အဲ့တော့တရားစကားဆိုတာဘလို့စကားတော့ဆိုတော့တရားတဲ့စကားပေါ့တော့တရားဆိုတဲ့စကားလုံးလေးကိုကဘလို့အဓိပ္ပာယ်ကိုရည်ညွှန်းနေတာတော့ဆိုတော့မှန်ကန်ခြင်းကိုရည်ညွှန်းနေတာ လူနှစ်ယောက်စကားများရတယ်ပฏิပခတ်ဖြစ်ကြတယ်ယံဖြစ်ကြတယ်ဆိုရင်ဘသူကတရားတယ်ဘသူကမတရားဘူးလို့ဘုံတို့ဘေးရနေဝေဖန်ကြတာမရှိဘူးလားဘသူကတရားတယ်လို့ပြောတာတော့ဘသူကမတရားဘူးလို့ပြောတာတော့ဆိုတော့မှန်ကန်တဲ့လူကိုတရားတယ်လို့ပြောတာမမှန်ကန်တဲ့လူကိုမတရားဘူးလို့ပြောတာအဲ့တော့တရားဆိုတဲ့စကားလုံးလေးရေဘူးရအတိတ်ပဲကမှန်ကန်မှုကိုယဉ်ညွန်းတာပေါ့နော် တမှန်ကန်မှုဆိုတာလေးကိုခံရတဲ့စကားလုံးလေးသုံးပြီးတော့ပြောရမယ်ဆိုရင်သစ္စာနော်သစ္စာဆိုတဲ့စကားလုံးကတော့ပါဠိစကားလုံးဖြစ်သွားတယ်နော်သစ္စာဆိုတာမှန်ကန်မှုအဲ့တော့တရားစကားကိုနားထောင်ကြရတယ်တရားစကားဆိုတာဘာတော့သစ္စာစကားပေါ့အဲ့တော့ဘာရဲ့သစ္စာလဲဘာရဲ့အမှန်တရားကိုနားထောင်ကြမှာရောလို့လူရင်းကို ရအောင် ပြောရမယ်ဆိုရင်ဘဝခန္ဓာရဲ့အမှန်တရားကိုနားထောင်ရဘဝခန္ဓာဆိုတာဘလိုသဘောမျိုးတွေဖြစ်နေတာတော့ဘလိုတွေဖြစ်နေတာတော့ဘဝခန္ဓာရဲ့တစ္ဆာတရားတခြားတခြားသော အရာတွေရဲ့အမှန်တရားကကိုယ့်ဘဝမှာတိတ်ပြီးတော့အရေးမကြီးဘူးကိုယ့်ဘဝရဲ့အမှန်တရားကကိုယ့်အတွက်အလွန်အရေးကြီးတယ်ဟုတ်တယ်မို့လား တော့ကို့ဘဝကြီးကဘလို့ဖြစ်နေတာတော့ကို့ဘဝဘလို့ဖြစ်နေတယ်လဲဆိုတာကိုအမှန်သိရင်သူများဘဝတွေလည်းဘလို့ဖြစ်နေတယ်လဲဆိုတာကိုအမှန်သိနိုင်အဲ့တော့ဘဝကဘလို့ဖြစ်နေတာတော့တဖြည်းဖြည်းနဲ့ဥသွားတယ်ဟောင်းသွားတယ်အကြီးသေးကြဟုတ်လားပျက်စီးရွရွင်မှုတွေပို့ပို့ပြီးတော့များလာအကျိုးဆက်အနေနဲ့အခံရခတ်မှုနေလာထိုင်လာမရှိမှု ရုပ်ပိုင်းဆိုင်ရာဆင်းရဲပင်ပန်းမှုတွေကလည်းပူပူပြီးတော့များလာတယ်ဒီလိုနဲ့ပဲနောက်ဆုံးကြတော့မလှုပ်မရှက်သေရတယ်ဆိုတဲ့ပျက်စီးရတဲ့အနေထားကိုရောက်အောင်ပို့အောင်မယ်ဒါတရားပဲလေဒါမှန်လိုက်သမှဟုတ်လားဘာလို့ဒီလိုတွေဖြစ်တာတော့ဆိုတော့ဒီလိုတွေဖြစ်တတ်တဲ့သဘာဝကြီးမို့ဒီလိုတွေဖြစ်တာပဲ ဇာတိပိစယဇရာမရဏတောကပရိဒေဝဒုက္ခဒေါမနတုပါယတာတံပဝန္တိပရိစ္ဆသမုပ္ပံအနုလောမဒေသနာတချို့ဘုရားကတော်ရင်နဲ့ရုပ်ဖတ်ပူဇော်ရတာရှိတယ်အတိဘယ်ကိုလေးလေးနက်နက်နားလည်မှုလေးရှိရင်အလွန်ကောင်းတယ်ဇာတိပိစယဇရာမရဏတောကပရိဒေဝဒုက္ခဒေါမနတုပါယတာတံပဝန္တိအတိဘယ်ကပြောတာတော့ လူရလို့ဖြစ်လာလို့ရှိရင်လူဒုက္ခတွေကိုမလွဲမသွေတွေ့ရလိမ့်မယ်ကြုံရလိမ့်မယ်ဇာတိပြည့်စရာလူရလို့ဖြစ်လာတဲ့အတွေ့အကြောင်းစရာမရဏဒုက္ခပရိဒေဝဒုက္ခဒေါမနတဥပါယတဖြစ်လာတဲ့ဒီယုံ nant သဘာဝတရားကြီးကအိုတဲ့ဟောင်းတဲ့တဲ့သဘာဝကြီးဆိုတော့ အမိဝမ်းကောင်းကလှူတဲ့အစတခါတည်းတဖြည်းဖြည်းနဲ့မဖြစ်လာရှင်းလျော်လာတယ်တားလို့မရဘူးအဲ့ဒါကြားထဲမှာဗျာတိကိုမြတ်စွာဘုရားမထဲပဲနဲ့မရဏကိုတန့်သွားလိုက်တယ်ဒီလိုနဲ့ပဲအိုဟောင်းပြီးတော့ပျက်စီးသွားရောတော့အိုတယ်ဟောင်းတယ်ဆိုတာတဏီနားလည်ဖို့ရှိတာကပျက်စီးဖို့လို့ပြင်တာပါပဲတော့ဖြစ်လာတယ်ပြက်မလို့ပြင်တယ်ပြီးတော့ပြက်သွားတယ် ဒါကဘဝတစ်ခုအတူဆုံးခြုံငုံတုံးတက်လိုက်တာပေါ့နော်။မွေးဖွားလာတယ်၊ရှင်းလျော်သွားတယ်ပြီးတော့ပျက်စီးသွားတယ်။အဲရုပ်နဲ့နေဟာဘဝတစ်ခုမှလာအဲ့လိုဖြစ်နေတာမဟုတ်အခုအခိုက်အတန်တိုင်းအခိုက်အတန်တိုင်းမှလည်းအဲ့ဒီတိုင်းသွားတာ။ကြားဘူးတယ်မို့လား။ဥပတ္ထိပင်ဆိုတဲ့စကားလေး။ကြားဘူးတယ်နော်။ဥပတ္ထိပင်ဥပတ်ဆိုတာစဖြစ်ပေါ်လာ။ထီဆိုတာခဏလေးတီးနေတာ။ပင်ဆိုတော့ ြစ်သွားတယ်။တဘာဝတရားတွေကတော့ဒီတိုင်းပဲဥပ္ပတိပင်ဥပ္ပတိပင်ဆိုသွား။ဘဝကြီးတစ်ခုလုံးကလည်းဒီတိုင်းပဲမွေးဖွားလာတယ်ခဏကလေးပါပဲတိမ်ကြပါဘူး။အဲ့ဒီခဏလေးအတွင်းမှာဘာတွေကြုံရအောင်မှာတော့တောကံပရိဒေဝစိုးရင်ချင်းကိုကြွေးခြင်း။ဘာလို့တတ္တဝါတွေကစိုးရင်ကြတာတော့ငိုကြတာတော့လို့ပြောရင်နားလေလေတဲ့ဟောတာတုံပြောရရင်တော့ကိုဖြစ်ချင်တာမဖြစ်လို့ကိုမဖြစ်ချင်တာတွေဖြစ်လို့ ုတ်လားအတော့ကိုကဘာတွေဖြစ်ချင်တာတုံးဆိုကိုကဒီတိုင်းလေးအချိန်လေးကောင်းလေးရက်တည်နေချင်တာပဲဘဝကအဲ့ဒီအကြီးအသေးမျိုး ရှိမနေဘူးပြောရရင်ကိုကနှိမ့်ဆမြဲချင်တီချင်တယ်ဒီပုံစံလေးတိုင်းဖြစ်နေချင်တယ်ဒါပေမဲ့တဘာဝတရားကအဲ့ဒီအကြီးအသေးပါမလားဘူးပျက်စီးရမယ်အတူတူနေရတာလဲကွဲရမယ်မာတာလဲနာရမယ်ရှင်တာလဲ သေးရမယ်ပျက်စီးရမယ်ကျမကြီးလည်းပြက်ရမယ်အကုန်လုံးပြက်မှာဟုတ်လားဘဝရဲ့သဘောကိုကပျက်စီးခြင်းကြီးပဲဒါပေမဲ့ကျွတ်တူရဲ့စိတ်ကအဲ့ဒါကိုနားမလည်နိုင်ဘူးနားမလည်နိုင်တဲ့အခါကျတော့ညှင်းဆန်တယ်မပြက်ချင်ဘူးညှင်းလို့မရအဲ့တော့ပျက်စီးတော့မယ်လို့အခြေအနေယိုယွင်းတော့မယ်လို့ပြလာပြီဆိုတာနဲ့ကျွတ်တူဘာဖြစ်ကြပြီတော့စိုးရိမ်ကြပြီဟုတ်တယ်မဟုတ်လား အဲ့ဒီစွရင်မှုဟာဘာကြောင့်ဖြစ်တာလဲလို့တကယ်အရင်အမြစ်ကြအောင်စဉ်းစားကြည့်လို့ရှင်ဩဒီအခြေအနေလေးတိုင်ငါဖြစ်နေနေတာတဘာဝကအဲ့ဒါကိုဖြစ်ခွင့်မပေးဘူးဟုတ်လားနောက်ဆုံးကိုမဖြစ်ချင်တာတွေဖြစ်လာပြီကိုဖြစ်ချင်တာတွေမဖြစ်တာဒါတွေကအလုံးကိုကိုယ်စိတ်ထဲမှာပြင်းပြင်းထန်ထန်ဖြစ်လာပြီဆိုလို့ရှင်စွရင်နဲ့အဆင့်နဲ့မကတော့ဘဲနဲ့ဘယ်ထိရောက်သွားငိုကြွေးတဲ့အဆင့်မျက်ရည်ထွက်တဲ့အဆင့် နော်မျက်ရည်ထွက်ပြီးဆိုတော့ခန္ဓာကိုယ်ကဘလောက်ပင်ပန်းလဲဆိုတာထင်ရှားပါတယ်။ထဲမှာဖြစ်နေတဲ့စိတ်တိုင်းမကြမှုဒေါသကဒီမျက်လုံးနှလုံးကနေအရေးထွက်အောင်ထိကိုညှစ်နိုင်တယ်လို့ပြောရမှာနော်။မျက်ရည်ကြတာလေးကိုပေါ့ပေါ့လေးမစင်သားနဲ့အလုံးကိုစိတ်ကခန္ဓာကိုညှင်းစေလို့မျက်ရည်ထွက်လာတော့တောကပရိဒေဝနောက်ဒုက္ခဒေါမနတကိုရှင်ရခြင်းစိတ်ရှင်ရခြင်းဥပါယတာဆိုတာ ပင်ပန်းလုံးလို့တချို့တက်သွားတာတခါလေကွာကိုကိုမရက်တည်နိုင်တော့ဘူးနှာတွေဘာတွေနှက်ပါဟဲ့ချိမတွေဘာတွေချို့ပါဟဲ့ဟာအဲ့ဒီအနေထားထိရောက်သွားတာဘယ်သူနှိမ့်ဆက်တာတုံးလို့မင်းဒေါသနှိမ့်ဆက်အလိုမကျမှုကနှိမ့်ဆက်အဲ့တော့မြတ်စွာဘုရားကဇာတိပစ္ဆေယဇရာမရဏတောကပရိဒေဝဒုက္ခဒေါမနတုပါယသာတမွန်တိဒါတွေဘာကြောင့်ဖြစ်တာလဲလို့အဖြေရှာတဲ့အခါမှာအကြောင်းတရားကိုရှာတဲ့အခါမှာ ကြားထဲကဗဒနာမကြတဲ့အပေါ်ယံအကြောင်းတရားကိုမပြဘူးအလွန်အရေးကြီးတဲ့အဓိကကြတဲ့ဗဒနာကြတဲ့အကြောင်းတရားကိုပြတာအဲ့ဒီအကြောင်းတရားဘာတော့ဇာတိပဲအဲ့ကျွတ်တော့ဒီဒေသနာလေးကိုရွတ်တန်းရွတ်တန်းနော်ဒုက္ခဖြစ်လာတဲ့အခါမှာအော်ငါဒုက္ခဖြစ်ဖို့ဘဝကြီးရလာလို့ဒုက္ခဖြစ်တာလို့အဲ့ဒီထိမြင်ရင်အလွန်ကောင်းမယ်အစင်မပြေတာတွေဖြစ်တိုင်းဖြစ်တိုင်းစိတ်ဆင်းရဲတဲ့အရာတွေကြုံလို့စိတ်ဆင်းရဲတိုင်းစိတ်ဆင်းရဲတိုင်း ဇာတိကြောင့်ဖြစ်တာလို့ဒီထိဘုံဘုံတို့မြင်တတ်ဖို့လိုတယ်ဟုတ်လားအဲဘဝဖြစ်လို့ဘဝဒုက္ခခံစားရတာဘဝဒုက္ခမခံစားခြင်းဘဝမဖြစ်အောင်လုပ်ရမယ်မြတ်စွာဘုရားရဲ့အဓိကရည်ရွယ်ချက်ကအဲ့ဒါပဲအပေါ်ယံကြောင်းတရားတွေကိုပြောမယ်ဆိုရင်တော့ဘယ်ဆုံးမှာမလို့ဘာဖြစ်လို့စိတ်ဆင်းရဲညာဖြစ်လို့စိတ်ဆင်းရဲပြောမပြီးနိုင်ဘူးဟုတ်လားတကယ်တကယ်အဓိကကြတဲ့အကြောင်းတရားကဘာလို့ဇာတိပဲဟုတ်လား ဒါဘုံမအခုဘာတွေပြောနေတာတော့အမှန်တရားတစ္ဆာစကားဘာရဲ့အမှန်တရားလဲလို့မေးရင်ဘဝရဲ့အမှန်တရားအဲ့ဒါတွေကိုပြောနေတာအဲ့ဒါတွေကိုသိလို့ရှင်ဒါပညာလို့ခေါ်တာ။အိုးအဲ့ဒီပညာကအလွန်တန်ဖိုးကြီးတယ်။ဘယ်ကောင်းမှုထက်မဆို तू ကအထက်မှာရှိတယ်။ပညာကုလို့နောက်ဆုံးဒီဟာကအလွန်မြင့်မားသွားပြီဆိုလို့ရှင်တစ္ဆာလေးပါး တိလိုက်လို့ရှင် စိတ်ကိုဖြူစင်သွားစေသည်အထိမှန်တဲ့နောက်ဆုံးအမှန်တရားဘယ်တော့မှမပြောင်းလဲတဲ့အမှန်တရားကြီး၄ချက်ကိုမြင်တဲ့အဆင့်ထိရောက်သွားတယ်။မတိလိုက်ရရင်စိတ်ကိုဖြူစင်သွားစေတဲ့အမှန်တရားဆိုတာဘာလို့ဆိုတော့တိစ္ဆာ၄ပါးကိုပြောတာ။အဲ့ဒါမညံလို့နာမည်တက်တယ်ပေါ့။တိစ္ဆာ၄ပါးကိုပဋိဝေဒအဆင့်နဲ့သိမယ်ဆိုလို့ရှင်အဲ့ဒီလိုသိပြီဆိုလို့ရှင်အဲ့ဒီသိမှုကဘလောက်စွန်းလဲဆိုရင်စိတ်နှလုံးမှာတတန်တရာလုံး နော်ဘယ်တော့မှစပြီးတော့ပေးချင်ခင်မှမသိတဲ့စိတ်အညစ်အကြေးတွေကိုအဆင့်ဆက်သူဟာပြောင်းစင်အောင်စီချော့ပေးတယ်တောတပတိမဉဏ်ရမယ်ဆိုလို့ရှိရင်တက္ကာဒိဋ္ဌိနဲ့ဝိသိကိစ္စအညစ်အကြေးအပူအလောင်းအရှုပ်အထွေးတွေအကုန်လုံးမဖြစ်သွားရှင်းသွားတယ်တပံပြန်၍မဖြစ်သောချုပ်ချင်းဖြင့်ချုပ်သွားတယ်ဘလောက်စွန့်တော့အလွန်ဆိုးရတဲ့အဲ့ဒီအကြောင်းတရားတွေချုပ်တဲ့အတွက်ကြောင့်အလွန်ဆိုးရတဲ့အကျိုးရလတ်ဆိုရယ်အပေလေးပုံကိုရောက်เสียဟာ မလိုတော့ဘာရဲ့အစွမ်းလဲလို့မေးရင်ပညာရဲ့အစွမ်းဘယ်ပညာလဲလို့မေးရင်သစ္စာလေးပါးကိုတိတဲ့အဆင့်ထိမြင်မာတဲ့ပညာအဲ့ဒီပညာကိုရကြင်စိုးစိုးတုန်းကပညာတွေကိုပဲရှင်းကျက်လအောင်ကြိုးစားရတယ်နော်ဘဝဟာဒီလိုပဲဘဝဟာဒီတိုင်းပဲနော်ဘဝဟာအနိစ္စဒုက္ခအနတ္တဖြစ်နေတဲ့သဘောပဲလို့ဘဝရဲ့သဘောကို မြင်အောင်ကြည့်ဟုတ်လားအဲ့လိုမြင်အောင်ကြည့်လို့ရှိရင်ဘဝရဲ့ပုံမှာ မမောမှုဟာအစင်စင်ခြုံငိမ့်တယ်မမောမှုအစင်စင်ခြုံငိမ့်ရင်အဲ့ဒီမမောမှုကြောင့်ဖြစ်မဲ့ဘဝတွေဟာလည်းအစင်စင်ခြုံငိမ့်တယ်ဘဝခြုံငိမ့်ရင်ဘဝဖြစ်မှတေရတဲ့အနေအထားဟာလည်းခြုံငိမ့်သွားတယ်အသေးကအဲ့ဒီကြံမှာလွတ်တာကျွတ်တော့တေခြင်းတရားကိုအလွန်မင်းကိုကြောက်တယ်ပေါ့နော်လူတိုင်းကြောက်ကြတယ်မကြောက်ဘူးဆိုတာတေမဲ့မထင်ရသေးလို့ပါဘလောက်ကြောက်ကြောက်တေရမှာပဲဘာလို့ဆိုတေတဲ့ဘဝကြီးကိုရထားတာဖြစ်တဲ့အတွက်ကြောင့် ဘဝရရင်သေခြင်းတရားကရှောင်လို့မရအောင်တို့ကျတို့ကတကယ်တမ်းသေခြင်းတရားကိုကြောက်တယ်သို့မဟုတ်မသေခြင်းမူဆိုကြပါစို့သေခြင်းကိုကြောက်တယ်ဆိုတာမသေခြင်းမူဆိုတဲ့အတိပ္ပယ်ပါပဲဟုတ်တယ်မဟုတ်လားမသေခြင်းမူဆိုလို့ရှိရင်ကျတို့ကတည်တတ်တဲ့ဘဝမရအောင်လိုရမယ်ဘဝရရဲ့ဘဝလက်ရှိနဲ့မသေခြင်းမူဆိုတဲ့တောင့်တချက်ကတော့ဘာအတိပ္ပယ်မှမရှိဘူးဘယ်တော့မှလည်းမပြည့်နိုင်ဘူးဟုတ်လားအဲ့ဒါမသေခြင်းမူဆိုတဲ့အဲ့ဒီ တဘာဝမကြတဲ့အလိုဆန္ဒမသေးခြင်းဘူးဘလို့မသေးခြင်းတာတော့ဘလို့မသေးခြင်းတာမသေးခြင်းတာကဘဝလက်ရှိနဲ့မသေးခြင်းတာနော်ဟုတ်တယ်မဟုတ်လားစဉ်းစားကြည့်နော်ဒီတိုင်းလေးပဲဆက်ပြီးတော့နေသွားခြင်းတာအဲ့ဒီလို နေသွားလို့ရတဲ့အနေအထားမျိုးဒီခန္ဓာမှာရှိမနေဘူးဟုတ်လားဒါကြောင့်ဒီသေခြင်းတရားကိုဘုန်းတို့တကယ်ကြောက်တယ်မသေးခြင်းရုံးမှန်တယ်ဆိုလို့ရှိရင်သေးတတ်တဲ့ဘဝမရအောင်လိုရမယ် အဲ့လို့ဆိုရင်တည်တတ်တဲ့ဘဝကဘာလို့ရတာတုံးဆိုတော့တည်တတ်တဲ့ဘဝကဘဝကိုရကျင်နေလို့ဘဝကိုတွေ့တာတဲ့ဘဝကိုမမောတဲ့လောဘကြောင့်တည်တတ်တဲ့ဘဝကရတာဒီနေ့အဖြစ်ဘဝတွေဟာလောဘစွန့်အင်နဲ့ဖြစ်ပေါ်နေတာလောဘရဲ့တွန်းအားနဲ့သွားနေကြတာလောဘရဲ့ဆွဲငင်မှုနောက်ကိုကျွတ်တို့ဟာလိုက်ပြီးတော့ဖြစ်နေရတာလောဘပဲအဓိကဒါကြောင့်သူ့ကိုမြတ်စွာဘုရားဒုတိယအမှန်တရားဒုက္ခသမုဒယသစ္စာဆိုတာလောဘကိုပြောတာလို့ပြောတာဆင်းရဲဟာသူ့ကြောင့်ဖြစ်နေတာ ဓိကအကြောင်းတရားကိုပြောတာနော်ကျွတ်တော်ဆင်းရဲကြုံတိုင်းကြုံတိုင်းဘာကြောင့်ဖြစ်တယ်ညာကြောင့်ဖြစ်တယ်ဗရဏမကြတဲ့အကြောင်းတရားတွေကိုပဲရှောက်ပြီးတော့ရမဲတက်နေကြတာတကယ်တကယ်ကဆင်းရဲဒုက္ခတွေအကုန်လုံးဟာဘဝဖြစ်လို့ဖြစ်တာအဲ့ဒီဘဝကလည်းလောဘဖြစ်လို့ဖြစ်တာဖြစ်တဲ့အတွက်ကြောင့်ဆင်းရဲရဲ့အဓိကအကြောင်းတရားလက်သက်တရားခံကိုမြတ်စွာဘုရားလောဘလို့ပြောတာအဲ့ဒါသောတော်ကနည်းနည်းလေးထင်ရှားအောင်ဇာတိပစ္စယလေးကိုဖုံဖုံရွတ်ပြတာဟုတ်လားအဲ့လိုဆိုလို့ရှိရင်ဒီလောဘကဘာကြောင့်ဖြစ်တာတော့ ဘယ်ပုံမှာဖြစ်နေတာတော့ဘဝပုံမှာဖြစ်နေတာဘာကြောင့်ဖြစ်တာတော့ဆိုရင်ဆင်းရဲမှမသိလို့ဖြစ်နေတာဒါပဲဒါလေးတွေကိုဘုန်းဘုန်းတို့ကအရင်ကြွန့်ကျင်တတ်ရမယ်နော်လောဘဘာဖြစ်လို့ဖြစ်တာတော့ဆင်းရဲမှမသိလို့သူဖြစ်နေတာကဆင်းရဲတဲ့သဘာဝကြီးပုံမှာကိုဖြစ်နေတာပြောရရင်ဘဝပုံမှာဖြစ်နေတာဆင်းရဲမှသိရင်မဖြစ်ဘူးဆင်းရဲမှမသိလို့ဖြစ်တာအဲ့ဒီဆင်းရဲတာကိုဆင်းရဲမှမသိတာကိုဘာလို့ခေါ်တော့အဝိဇ္ဇာမောဟပါနော်ဆင်းရဲမှမသိဘူး ဒါကြောင့်ဆင်းရဲနေတာကိုဆင်းရဲမှန်သိဖို့အတွက်ဖုဖုတို့တွေကဒီဆင်းရဲနေတဲ့သဘာဝကြီးကိုပဲသတိပညာနဲ့တဲ့တဲ့ကြည့်ရတယ်မင်းအကောင်လားအဆိုးလားငါသိအောင်လုပ်မယ်အဲ့ဒါကိုမြတ်စွာဘုရားကနီးပညာအနေနဲ့ဘာကိုသင်ပေးခဲ့တော့ဆိုတော့သတိပဋ္ဌာန်ဒေသနာကိုသင်ပေးခဲ့တယ်ဘဝကြီးဟာဆင်းရဲတယ်ဆိုတဲ့အဖြေမှန်ကိုရခြင်းနဲ့ဆင်းရဲတဲ့သဘာဝကိုမင်းတို့တကယ်သိခြင်းနဲ့ဆိုရင်ဒီသတိပဋ္ဌာန်နီးအတိုင်းလုပ်ကြဟုတ်လား တိပဋ္ဌာန်ဤအတိုင်းလှုပ်လို့ရှိရင်တတိပဋ္ဌာန်ဆိုတာဘာတော့ထင်ရှားဖြစ်နေတဲ့ယုံနံကိုဖြစ်တိုင်းဖြစ်တိုင်းအတိအမှတ်ပြုနေတာဒါဖြစ်သွားတယ်ဒါဖြစ်သွားတယ်ပိဿုပ္ပန်တိုင်းကိုလိုက်ပြီးတော့အတိအမှတ်ပြုတာမြတ်စွာဘုရားကတော့တကယ်အလုတ်ဖြစ်အောင်လှုပ်တဲ့အောင်ဘယ်နဲ့စတင်ပေးတော့အနာပါနာနဲ့စတင်ပေးတယ်အနာပါနာဆိုတာဒုက္ခဖြစ်နေတဲ့သဘာဝကြီးတွေကအစိတ်အပိုင်းတစ်ခုပဲသူကလေဒုက္ခတော့သူအကောင်းမဟုတ်ဘူးဟုတ်လားအခုကျတော့ ီအသက်ရှူရှိုက်နေရတဲ့သဘောလေးကိုအခြေခံကြကြနားလည်ဖို့လိုတယ်ပြောရရင်သူဟာသေရေးရှင်ရေးအလုပ်ကိုလုပ်နေတာခန္ဓာကိုယ်ရဲ့မဖြစ်မနေလိုအပ်ချက်အောက်ဆီဂျင်ကိုအရာဖြည့်ရတယ်မဖြစ်မနေထုတ်ကိုထုတ်ရမယ့်ကာဗွန်တိုင်အောက်ဆိုက်ကိုလည်းထုတ်ရမယ်သူဝင်ထွက်နေမှဒီခန္ဓာကိုယ်ဟာဆက်ပြီးတော့ရှင်းတန်းနိုင်ပါခန္ဓာကိုယ်ကြီးလဲပတ်မှုရှိအောင်သူဟာမဖြစ်မနေဘာလုပ်နေတော့လုပ်နေရတယ်ခဏလေးတောင်ရက်ဆိုင်ထားလို့ မရဘူးအစာရခဏမထည့်လို့ရတယ်ရေခဏမထည့်လို့ရတယ်လေကိုခဏတောင်ကျွတ်လို့မထည့်လို့မရဘူးနော်တေးရှင်ရေလောက်ရတဲ့ကိစ္စအဲ့ဒါကိုမြတ်စွာဘုရားအရင်နားလည်အောင်လှုပ်ခိုင်းတယ်ဒါဝင်တိုင်းသတိရှိပါစေထွက်တိုင်းသတိရှိပါစေသူ့ကိုလိုက်ပြီးတော့တည်တယ်ကျန်တာကျန်တာတွေပုံမှာတည်နေတဲ့အတိတွေကိုခဏရက်ထပ်ပြီးတော့ဒါကိုပဲစက်တိုင်းတည်နေအဲသတိပဋ္ဌာန်တရားအဲ့ဒီကနေစပြီးတော့ဟောတာနော် နောက်ခံစားချက်တွေဖြစ်တိုင်းစိတ်ကူးအတွေ့အထိဖြစ်တိုင်းအကုန်လိုက်သည့်အကုန်လိုက်သည့်ဟုတ်လားအဲ့ဒါပါတော့သတိပဋ္ဌာန်ဒေသနာရဲ့အနှစ်ချုပ်ဘလို့ရည်ရွယ်ချက်နဲ့ဒါကိုဘုံဘုံတို့သိအောင်ကြိုးစားနေတာတုံးလို့မင်းလူရင်းပြောရရင်ဘဝဟာဆင်းရဲတယ်လို့ဆိုတဲ့အမှန်တရားဒုက္ခသစ္စာကိုပိုင်းခြားသိရေးအတွက်အဲ့ဒီအလုပ်ကိုလုပ်ရတယ်ဒုက္ခသစ္စာလို့ပိုင်းခြားသိတော့ဘုံဘုံရဲ့ဘာအကျိုးရှိမှာဆိုဟာဆင်းရဲမှန်းသိရင်ဒီဆင်းရဲတဲ့အရာရဲ့အပေါ်မှာမမောတယ်တွေ့တာတယ်ဆိုတဲ့လောဘဟာအဆင်အပြေဖြစ်သွားမယ်လို့ချုပ်သွားမယ် တကယ်မသိသေးလို့လောဘဖြစ်နေတာကိုဟုတ်လားဘဝရဲ့ပုံမှာတွေ့တာနေတာကိုထောက်ရင်ဘဝဟာဆင်းရဲတယ်ဆိုတာကျတို့တကယ်မသိသေးဘူးဆိုတာထင်ရှားတယ်ပေါ့သိမသိဆိုတာလောဘဖြစ်မဖြစ်ကိုကြည့်ပြီးတော့ဘုံဘုံတို့နားလည်နိုင်တယ်ဟုတ်လားအဲ့လိုမျိုးတတိပဋ္ဌာန်ဒေသနာမှာလာတဲ့ဤပညာတွေကိုအသုံးပြုပြီးတော့ဘဝရဲ့ဒုက္ခသစ္စာသဘောကိုပိုင်းခြားပြီးတော့သိအောင်ကြိုးစားလို့တကယ်သိပြီဆိုရင်ဒုက္ခရဲ့အကြောင်းတရားဖြစ်တဲ့လောဘကိုအစဉ်အဆက်ဘုံဘုံတို့ဟာချုပ်ငြိမ်းအောင်လုပ်နိုင်လိမ့်မယ် လောဘချုပ်ငြိမ်းရင်လောဘကြောင့်ဖြစ်တဲ့ဒုက္ခတွေဘဝတွေကလည်းဆက်ပြီးတော့မဖြစ်တော့ဘူးဘဝမဖြစ်လို့ရှိရင်မသေးတော့ဘူးမသေးခြင်းကိုဖုံဖုံတော့အဲ့ဒီနီးနဲ့သာရနိုင်တယ်ဘဝလက်ရှိနဲ့တော့မသေးခြင်းကိုဘယ်တော့မှမမျော်လင့်နဲ့မရဘူးသေမှာသူကဟုတ်လားတခက်တာကကျွတ်တော့ဘဝရဲ့ပုံမှာလည်းအလွန်မှအမြင်မှန်ကနေပါတဲ့တွေ့ကြောင်ဘဝကိုချူတော်မျိုးစုံကနေမက်မောနေတဲ့တွေ့တာနေတယ်အဲ့တော့သေတော့မယ်ဆိုတော့မှပဲမသေးခြင်းတာ ဟုတ်လားရမလားမရဟိုအဲ့တော့တကယ်မသိခြင်းဘာလို့ရမှာတော့တတိတရားရှေ့ထားပြီးတော့ကိုယ်ဘဝခန္ဓာရဲ့အကြောင်းကိုပဲအမှန်ကန်သိအောင်ကြိုးစားရမှာဟုတ်လားအဲ့တော့ဘဝခန္ဓာရဲ့အကြောင်းကိုအမှန်သိအောင်ကြိုးစားရမယ်ဆိုတာကတတိပဌံတရားကိုရည်ညွှန်းတာပေါ့အဲ့ဒါဘုံဘဝတကယ်မသိခြင်းရိုးမှန်တယ်သိခြင်းကိုတကယ်ကြောက်တယ်ဆိုရင်အသေးလွတ်အောင်ဘယ်လိုလုပ်မလဲဆိုတဲ့အကြောင်းအရာလေးကိုပြောဖို့လို့ကိုယ်ကစိတ်ကူးထားတာ ်ဘာဝရီပုံနာကြီးဆိုတာရှိတယ်။သူ့မှာတပည့်ကြီး16ယောက်အဲ့ဒီတပည့်ကြီး16ယောက်ကိုမြတ်စွာဘုရားကြီးရှစ်လွတ်ပြီးတော့ပု္ပ္ပာတွေမေးကြတော့အကုန်လုံးယဟန္တာတွေဖြစ်ကြတယ်ဆိုရပါစို့။အဲ့ဒီတဲကမောဃရာဇလူလင်ဆိုတာလူလင်လို့ဆိုတော့လည်းပဲသူကလည်းပဲအသက်80နှစ်ရောက်နေပါပြီ။အဲ့ဒီမောဃရာဇလူလင်မေးတဲ့မေးခွန်းနဲ့မြတ်စွာဘုရားဖြေတဲ့အဖြေနော် အဲ့ဒီမှာမြတ်စွာဘုရားကိုအဲ့ဒီမောဟဒါစလူလင်ဘလို့မေးတာတော့ဆိုတော့ဧဝံဘိက္ခန္တရတ္တဝိအဋ္ဌိပညေနအာဂမံဧဝံလောကအဝခန္ဓာမစ္ဆုရာဇာနပတတိကာထာလေးနဲ့မေးတာနော်တကယ်ကိုထူးထူးကဲကဲတည်တော်မူတဲ့မြတ်စွာဘုရားတဲ့အရှင်ဘုရားရဲ့ထံပေါ်ကိုမေးခွန်းနေမေးဖို့အတွက်တပြည့်တော်ရောက်လာခဲ့ပါတယ်တဲ့ကထံလောကအဝခန္ဓာမစ္ဆုရာဇာနပတတိလောကကို ဘလို့ရှုမြင်လို့ရှိရင်တေခြင်းတရားဟာကိုယ်မမြင်ပဲရှိမလဲတဲ့မေးတာလေးကနည်းနည်းလေးကြပြားဆန်းတယ်ပေါ့နော်လောကရဲ့ပုံမှာကိုကဘလို့ရှုမြင်လို့ရှိရင်တေမင်းဟာကိုယ်မမြင်ပဲရှိမလဲတေခြင်းတရားကြီးကကိုယ်မမြင်ဘူးဆိုတာဆိုလိုတာမတေတဲ့အနေထားကိုရောက်ဖို့ပြောတာပါတင်စားပြောတာတေမင်းဟာကိုယ်မမြင်ဘူးတေမင်းဟာကိုယ်မမြင်ဖို့အတွက်လောကကြီးကိုကိုကဘလို့မြင်ရမှာတော့ ဘလို့ရှုမြင်ရမှာတော့ကထံလောကအဝခန္တံဘယ်ကဲ့သို့လောကကို ရှုမြင်သည်ရှိသောမိစုရာသာတေမင်းသည်နဘတတိမမြင်ပဲရှိပါအန်ဒီလောကကိုဘလို့ရှုမြင်ရမလဲဆိုတော့လောကဆိုတာဘာပြောတာတော့လောကဆိုတာဒီခန္ဓာကိုယ်ကြီးကိုပြောတာပါပဲအဓိကဘဝကိုပြောတာပဲဒီယုံ nant ရဲ့ပုံမှာဘလို့မြင်ရမလဲဘလို့မြင်လို့ရှိရင်အဲ့ဒီလူကိုတေမင်းကမမြင်ပဲရှိမလဲ မသေးအောင်လောကကိုဘယ်လိုရှုမြင်ရမလဲဓာတ်ရိုက်ကိုမေးတာပေါ့နော်အဲ့လိုမေးတဲ့ခါမှာမြတ်စွာဘုရားတုံညတောလောကအဝကတုမောဂရာဇသရတတောအတ္တနုဒိဋ္ဌိံဥဟိဇအေဝံမិစုတရောတိယအေဝံလောကအဝခန္ဓာမិစုရာဇနပတတိတခါတာခွဲနဲ့ဖြည့်တယ်နော်မောဂရာဇနာမည်လေးခေါ်ပြီးတော့မြတ်စွာဘုရားဖြည့်တယ်မောဂရာဇတဲ့ နော်တေမင်းကကိုယ့်ကိုမမြင်မြင်ဘူးဆိုလို့ရှိရင် လောကကိုဘယ်လိုမြင်ရမှာတော့ဆိုတော့ပုံရတော်လောကအဝခတုနော်လောကကိုတုံညလို့ရှုမြင်ရမယ်တဲ့တော့တုံညဆိုတော့သင်္ချာအသုံးနှုံးလေးပါနော်တုံညဆိုတော့ဘာတော့တန်ဖိုးမရှိဘူးပေါ့နော်အဲ့တော့တန်ဖိုးဆိုတာဘာလဲဟွန်းစဉ်းစားရရကောင်းတယ်နော်တန်ဖိုးဆိုတာ တီမြဲရင်ခိုင်မြဲရင်ခိုင်မြဲသလောက်တန်ဖို့ရှိတယ်ဟုတ်လားဟိုကိုယ်နှစ်သက်စီတယ်ချမ်းသာစီတယ်ဆိုချမ်းသာစီရင်ချမ်းသာစီသလောက်တန်ဖို့ရှိတယ်ကိုယ်စိတ်တိုင်းကြဖြစ်ရင်ဖြစ်သလောက်တန်ဖို့ရှိတယ်ကျတို့တန်ဖို့ဆိုတာကိုနေဆာဒုက္ခအတ္တဒီစကလုံးသုံးလုံးနဲ့ဘုံဘုံတို့တော့တိုင်းတာမှီပြီးသားဖြစ်နေတယ်ကိုယ်စိတ်ကတော့အဲ့လိုတွေးချင်မှတွေးမိမှာပေါ့ဆိုကြမှာဆိုပစ္စည်းတစ်ခုသွားဝယ်တယ်ခဏနေပြက်မဲ့ပစ္စည်းနဲ့အကြာကြီးခံမဲ့ပစ္စည်းဘယ်ပစ္စည်းကပိုတန်ဖို့ကြီးတော့ အကြာကြီးခံမဲ့ပစ္စည်းကတန်ဖိုးကြီးတာပေါ့နော်ကျွတ်တော့ဘာဘူးမျောလင့်တာတော့နေဆာကိုမျောလင့်တာပေါ့ဒါမဲ့သဘာဝတရားဘယ်လိုလာတော့အနေဆာဟောဒါမှမဟုတ်တန်ဖိုးမရှိဘူးလို့ပြောတာသူကဟုတ်လားကျွတ်တော့ဒုက္ခကိုမျောလင့်တယ်ကိုယ်ဘယ်လောက်ချမ်းသာသွားစီမလဲပစ္စည်းတစ်ခုဝယ်တယ်ဆိုရင်ကိုယ့်အတွက်ဒါဘယ်လောက်အဆင်ပြေမလဲဆိုတာကိုကြည့်တယ်ကိုယ့်အတွက်အဆင်မပြေဘူးဆိုရင်တန်ဖိုးမရှိဘူးကိုယ့်အတွက်ဟုတ်လားကိုယ်ဘာကိုမျောမှန်းတာတော့ဒုက္ခဒါမဲ့လောကကဒုက္ခသဘော မဟုတ်ခဲ့ဘူးဒုက္ခသဘောပဲဖြစ်နေတယ်။ဒါကြောင့်တန်ဖိုးမရှိဘူးလို့ပြောတာ။ဟုတ်လား။ကိုစိုးကိုပိုင်သဘောလေးကိုစိတ်တိုင်းကြလေးကိုဖုန်းဖုန်းတို့ကမျှော်မှန်းတယ်။ကိုစိတ်တိုင်းကြဖြစ်ရင်ဖြစ်တဲ့လောက်ဒီရာတန်ဖိုးရှိတယ်။ဘာလို့မျှော်မှန်းတာတော့ကျွတ်တော့အတ္တ။ဒါမဲ့လောကကဘယ်လိုတော့အနတ္တ။တန်ဖိုးမရှိဘူးလို့ပြောတာ။နေရှာသဘောလည်းမရှိဘူး၊ဒုက္ခသဘောလည်းမရှိဘူး၊အတ္တသဘောလည်းမရှိဘူး။ဘာပဲဖြစ်နေတာလို့ဆိုတော့ အနိစ္စဒုက္ခအနတ္တပဲဖြစ်နေတယ်အဲ့ဒါကြောင့်တုံညာလို့ပြောတာတံမိုးမရှိလို့တုံညာလို့ပြောတာနော်တုံညာတော့လောကအဝကတုလောကကိုတုံညာလို့ရှုမြင်ပါတဲ့အဲ့လို ရှုမြင်တဲ့နေရာမှာအစီအစဉ်တရားလေးမြတ်စွာဘုရားခိုင်းတယ်ဘလို့ခိုင်းလို့ဆိုတော့အတ္တတုဒိဋ္ဌိဥဟိဇံအတ္တဒိဋ္ဌိကိုပယ်နှုတ်ပြီးတော့နော်တရားတော်အမြဲတမ်းတည်ရှိပြီးတော့နော် ဒါတွေကယုံဉာဏ်တွေပုံကတ္တဝါတွေမဟုတ်ဘူးလို့အရင်ဘုံဘုံတို့ဟာတုဒ္ဓမယဉာဏ်နဲ့နားလည်ထားရမယ်ပေါ့ဟုတ်လားဒါမဲ့ဉာဏ်နဲ့ပယ်နှုတ်တဲ့ကိစ္စကဒါကဝိပဿနာတရားရင့်ကျက်လာမှစ조사အထုံမှုတွေများမှနောက်ဆက်တွဲဖြစ်လာမယ်အကျိုးရလတ်ပေါ့နော်ပထမဥစွာဘုံဘုံတို့ကဘာလို့ရမှာလဲဒါတွေဟာပုံကတ္တဝါမဟုတ်ဘူးယုံဉာဏ်တွေဖြစ်နေတာလို့အရင်နားလည်ရမယ်နားလည်ပြီးတော့ဘာလို့ရမှာဆိုတော့ သတိပဋ္ဌာန်တရားကိုပွားရမယ်အဲ့ဒါကိုသူကတရားတတော်တဲ့အမြဲတမ်းသတိရှိရမယ်သတိကမရှိတစ်ချက်ရှိတစ်ချက်တောင်မပြောဘူးနော်အမြဲတမ်းရှိရမယ်တရားမြ мян ရခြင်းသတိအမြဲတမ်းရှိဖို့ကြိုးစားရမယ်ပေါ့အဲ့ဒါလိုသတိရှိမယ်ဆိုလို့ရှိရင်လောကရဲ့တန်ဖိုးမဲ့ပုံတွေကိုသူဟာမြင်လာလိမ့်မယ်ဒါသတိပဋ္ဌာန်တရားကိုပဲရှုထောင့်တစ်မျိုးအနေပြီးတော့ပြောလိုက်တဲ့သဘောပါပဲလောကကိုတုံညလို့မြင်လို့ရှိရင်သိခြင်းတရားမင်းကိုမမြင်နိုင်ဘူးလို့ပြောတာ တော့လောကကိုတုံညလို့မြင်ဖို့လောကရဲ့တန်ဖိုးမဲ့ပုံကိုမြင်ဖို့ဆိုရင်လောကကိုပဲဘုံဘုံကပြန်ပြီးတော့ကြည့်ရလိမ့်မယ်အဲ့လိုကြည့်တဲ့အခါမှာအခြေခံအဖြစ်ပါရှိရမှာလို့ပုဂ္ဂိုလ်တ attva တွေဖြစ်နေတာမဟုတ်ဘူးသဘာဝတရားတွေဖြစ်နေတာရုပ်တည်နံတွေဖြစ်နေတာလို့အခြေခံအဖြစ်နားလည်ရမယ်ပေါ့အကြောင်းအကျိုးသဘောတွေလို့နားလည်ရမယ်ပေါ့အဲ့ဒီနားလည်မှုပေါ်မှာယက်တည်ပြီးတော့ဘုံဘုံကတတိနဲ့ပညာနဲ့ဒီဖြစ်စဉ်တွေရဲ့အပေါ်မှာအာယုံဆိုင်ပြီးတော့ နော်ရှုမှတ်နေမယ်ဆိုလို့ရှိရင်လောကရဲ့တန်ဖိုးမဲ့ပုံတုံညာသဘောတွေကိုတဖြည်းဖြည်းနဲ့မလုပ်လာမလို့မြင်လာလိမ့်မယ်ခုလောကကိုကျွတော့တန်ဖိုးရှိတယ်လို့ထင်နေကြတာနော်ဘေယာကဘလောက်တန်ဖိုးရှိတယ်အစီတီမတ်ထဲသွားလိုက်ရင်ပစ္စည်းလေးတွေအကုန်လုံးဈေးနှုန်းလေးတွေကတ်ထားတာမရှိဘူးလားကျွတော့လည်းကျွတော့ရဲ့ဘဝမှာအသေးသေးဈေးနှုန်းတွေကတ်ထားတာရှိတယ်ဘေယာရဲ့တန်ဖိုးကဘလောက် သာသမီဆိုရင်တော့တံပိုးဖြတ်လို့မရတော့ဘူးနော်တံပိုးကြီးလေးလေးသူနဲ့ပတ်သက်တဲ့ကိစ္စတွေကအရေးကြီးလေးလေးအရေးကြီးလေးလေးပြာတောက်နေလေးလေးဒါပဲဟုတ်တယ်မို့လားနော်အဲ့ဒါစဉ်းစားနော်ဒီဥစ္စာကဒါကတော့မတို့ဘုံမလို့ရဲ့စိတ်ထဲကဖြစ်နေတဲ့သောကကိုဒီနီးမှန်လမ်းမှန်ကုစားမှပျောက်မှကျန်တဲ့နီးနဲ့ပျောက်เสียကြအောင်မရှိဘူးဒါကြောင့်မြတ်စွာဘုရားသတိပဋ္ဌာန်တရားကိုပဲနော်သောကပရိဒေဝနာတမဋိကမာယဆိုရင်ချင်းကိုကြွေးချင်းကို သူကလွန်မြောက်စီမှာလို့ဒီလိုဟောတာဟုတ်လားစိုးရိမ်မှုတွေနည်းကျင်တယ်ငိုကြွေးရတာတွေမဖြစ်ချင်တော့ဘူးဆိုလို့ရှိရင်တော့အဲ့ဒါဒီတဘာဝတရားတွေကိုအမှန်သိဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့တတိထားပြီးတော့နေတဲ့အလေ့ကျင့်ကိုလေ့ကျင့်စိတ်ကလေးမြန်ပြန်မြင်အောင်လေ့ကျင့်နိုင်မယ်ဆိုရင်တောင်းတယုံနော်တောကပရိဒေဝကြီးကြီးမားမားတွေဖြစ်เสียအကြောင်းသိမမြင်ဘူးလို့တောင်းဖုံဖုံထင်တယ်ဟုတ်လားဟုတ်ပြီနော် တော့လောကကိုဘလို့မြင်မှ သေခြင်းတရားကိုမမြင်ပါလဲဆိုရင်လောကကိုတုံညလို့မြင်မှသေခြင်းတရားကိုမမြင်ပါနော်အေဝံမစ္ဆုတတော်သိရအဲ့ဒါဆိုရင်သေခြင်းကိုလွန်မြောက်လိမ့်မယ်တဲ့အေဝံလောကအဝခန္ဓာမစ္ဆုရာဇာနဘတတိနော်လောကကိုအဲ့လိုတုံညလို့မြင်မယ်ဆိုလို့ရှိရင်သေခြင်းတရားအင့်ကိုမြင်မှာမဟုတ်ဘူးတဲ့ဟုတ်လားဒါကြောင့်အစီအစဉ်တရားလေးတော့နားလည်ဖို့လိုမှာပါနော် အတ္တနုဒိဋ္ဌိဥဟိဇာဆိုတဲ့စကားလေးကလည်းရှင်းပြရတာကောင်းတယ်အတ္တဒိဋ္ဌိကိုပယ်နှုတ်၍နော်အတ္တဒိဋ္ဌိဆိုတာယုံနံကိုပုဂ္ဂိုလ်တတ္တဝါလို့ထင်မှားနေတဲ့သဘောနော်ဖယ်ရှား၍လို့မပြောဘူးပယ်နှုတ်၍လို့ပြောတယ်ပိုးပြီးတော့လေးနဲ့သွားတယ်လို့ထင်တယ်နော်ဒီဇပွဲဘဝရှိတဲ့ပစ္စည်းလေးတွေဖယ်ဖို့ဆိုတာလွယ်တယ်တွန့်ချလိုက်အောင်ပဲမြေကြီးပေါ်မှာပေါက်နေတဲ့တော်တော်ကြီးတဲ့သစ်ပင်ဆိုရင်အဲ့ဒါလိုလေးဖယ်လို့ရမလား ာတူပါဆိုတယ် तू နှုတ်ဖို့ကြိုးစားတာနော်ဖြတ်ဖို့ကြိုးစားတာတဲ့တောင်ပို့ပြီးတော့ तू ခက်ခဲတယ်ပေါ့ဟုတ်လားအခုလည်းပဲတန်တရာလုံးကမှားလာတဲ့ဒီအမှားကိုနော်ဖယ်ရှားပြစ်ဖို့ဆိုလို့ရှိရင်ဘုဖုံးတို့တွေကနော်အလွန်အမင်းကိုပဲခက်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 ကြိုးစားလိမ့်မယ်ဒါကိုပုံပေါ်မှာစွာဗျာအတ္တနုဒိဋ္ဌိဥဟိဇအတ္တဒိဋ္ဌိကိုပယ်နှုတ်၍လို့ဒီလိုဟောတယ်ဟုတ်လားပြန်ကျင့်စရာပါတော့တဒါတတော်ပဲ တဒါအမြဲတမ်းတတော်သတိရှိရမယ်ကိုယ်ခန္ဓာကိုယ်ဘဝမှာသတိရှိနေရမယ်ဘာဖြစ်နေတယ်လဲဆိုတာကိုသိနေရမယ်လို့ဆိုလိုတာဟုတ်လားအဲ့လိုသိပါများလာလို့ရှိရင်မြတ်စွာဘုရားမြင်စေခြင်းနာကဘာလို့ပုံညအဲ့ဒီမြတ်စွာဘုရားမြင်စေခြင်းနဲ့အမြင်မှန်ကိုအဲ့ဒီကြာရင်တဖြည်းဖြည်းနဲ့ရလာမယ်ဘာတမိုးမှမရှိတာတွေပဲစင်စက်မပြတ်ဖြစ်နေတာသက်သက်ဒုက္ခဖြစ်နေတာလို့ तू ခံစားသိနေတော့သူတဖြည်းဖြည်းနဲ့ ိတိလာမယ်ဟုတ်လားအဲ့ဒီလမ်းစဉ်ကိုဘုံဘုံတို့ဟာမမိတ်မတုံရှောက်မယ်ဆိုလို့ရှိရင်နောက်ဆုံးမဉဏ်ဖူဉဏ်ရပြီးတော့နော်နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုတ်ပြီးတော့မသေးရတော့တဲ့အနေထားမသေးရတော့တဲ့အနေထားဆိုတာဘဝချုပ်ငြိမ်းတဲ့အနေထားကိုပြောတာအဲ့ဒါဘဝချုပ်ငြိမ်းမှသေခြင်းတရားကဘုံဘုံတို့တကယ်လွတ်မြောက်မှာဒီသဘောကိုပြောတာနော်ဒါကြောင့်ဒီနေ့တရားဘာတရားတုံးလို့မေးလို့ရှိရင်နော်သေခြင်းလွတ်တဲ့တရားနော်သေမင်းမမြင်ရအရက် ်မြတ်စွာဘုရားဒါတင်စားဟောတာပေါ့နော်အသေးလွတ်တရားဒါဟိုတုန်းကဘုံဘုံဒါတွေကိုအကျေကြီးဟောဥတာတွေရှိပါတယ်အဲ့ဒီတုန်းကလည်းအဲ့ဒီတုန်းကအမြင်လေးတွေနဲ့ရောပြီးတော့ဟောတာပေါ့နော်နော်အသေးကောင်းဖို့အသေးလွတ်ဖို့ဆိုတဲ့တရားလေးဆိုရင်တော်တော်လေးအစီအစဉ်ဆွဲပြီးတော့ဘုံဘုံဟောထားတာနော်အသေးလွတ်ဖို့ဆိုတာတော့တကယ်ရှိရမယ့်ရည်မှန်းချက်ပေါ့သို့တော့ဘုံဘုံတို့ကအဲ့ဒါလောက်ကြီးမရင်ကျက်သေးတဲ့ကာလမျိုးမှာအသေးကောင်းဖို့လေလူသေးတယ်ပေါ့နော် အသေးလွတ်ဖို့ကတော့ယဟန္တာဖြစ်မှာအသေးလွတ်မှာမဖြစ်သေးတဲ့ကြာကာလမှာလည်းပဲဘဝထဲမှာတွားရအောင်ပဲဆိုရင်အသေးကောင်းဖို့ကလိုသေးတယ်။နော်အသေးကောင်းလို့ရှိရင်ဘဝကောင်းရမယ်။ဒီသဘောလေးကိုညှိညွန့်ပြီးတော့အသေးကောင်းအောင်စ조사ရမယ်။ပြီးရင်အသေးလွတ်အောင်လည်း조사ရမယ်။ဒီအကြောင်းအရာလေးတွေကိုပြောထားတယ်လို့ထင်ပါတယ်နော်။အဲဒါကြောင့်ဒီနေ့တရားနာပိသက်ပေါင်းသူတော်ကောင်းတို့ဘုံဘုံတို့နော်ဘဝရဲ့သဘောတဘာဝနဲ့ နော်အဲ့ဒီဘဝရဲ့ဆိုးွားတဲ့အခြေအနေလို့ပြောရမယ်သိခြင်းတရားအဲ့ဒီအခြေအနေဇိုးကနေလွတ်မြောက်အောင်ဘယ်လိုကြိုးစားရမလဲဆိုတဲ့နိလန်လေးရသော်ဘုရားရဲ့အလိုတော်ကြပြောပါတယ်နော်ဒါကြောင့်ဆောအရှိသမျှကြင်ကြံကြိုးကိုအထုတ်ပြီးတော့နိဗ္ဗာန်ချမ်းသာအငြိမ့်တက်ကိုမျက်မှောက်ပြုနိုင်ကြတဲ့သူတော်ကောင်းတွေဖြစ်ကြပါစေလို့ဘုံတို့ဆန္ဒပြုပြီးတော့ဒီကနေ့ပြုကြရတဲ့ကုသိုလ်ကောင်းမှုအစွတ်စွတ်တို့ရဲ့ဆွမ်းတက်တိကြောင့်ဘုရားတပည့်တော်တို့ဒီမဲ့ညာပုညမြတ်နိဗ္ဗာန်ကို လင်းမြန်ထုတ်ချောက်မျက်မှောက်ပြုပရစေကုန်သောဟု ပတ္တနာအောင်စုပြုကြကုန်ရာတည်း